သနာ၅တီတယ်ဆိုတာအပြည့်ဝဒီတိုင်းကြီးတီးနေတာမဟုတ်ဘူးတဖြည်းဖြည်းယောပါလာတဲ့အတိတ်ပဲနဲ့တီးတာဒါကြောင့်မို့အဆင့်၅ဆင့်ဖြင့်သာသနာကွဲပါခြင်းဆိုတာကိုမှတ်သားကြဖို့အဲ့တော့ကွဲပါခြင်း၅မျိုးရှိတယ်ကွဲပြောက်သွားတာသာသနာကွဲပြောက်သွားတဲ့အခါမှာအဆင့်၅ဆင့်ဖြင့်ကွဲပြောက်တယ်ပထမ ဘာကွယ်တယ်လဲလို့ဆိုလို့ရှိရင်ပထမကွယ်တာအဓိကမအန္တရာဌာနတဲ့အဓိကမဆိုတာဘာကိုပြောတာလဲလို့ဆိုရင်စန္တရာအဓိကမဆိုတာမက်လေးပါဖိုလ်လေးပါဝိစာ၃ပါအဘိညာဉ်၆ပါပဋိသင်္မိတာဉာဏ်၄ပါလို့ဆိုရဲ တရားတို့တရားမြတ်တပဋ္ဌာန်ကျင့်စဉ်ဝိပဿနာကျင့်စဉ်ကျင့်မှရနိုင်တဲ့ထူးခြားမွန်မြတ်လာတဲ့မလေးရန်ဖိုလေးရန်ဆိုတဲ့လောကုတ္တရာတရားဝိဇ္ဇာသုံးပါးဘိညာဉ်6ပါးပဋိသမိရာ4ပါးလို့ဆိုတဲ့ထူးခြားတဲ့ညာအယီအသွေးတွေအဲ့ဒါတွေဟာအဓိကမလို့ခေါ်တယ် အဲ့ဒီအဓိကမကပထမဆင့်အနေနဲ့အရင်ကွယ်သွားမယ်တဲ့နောက်ဒုတိယကွယ်ပြောင်းမှာကဘာလို့ဆိုရင်ပฏิပတ္တိအန္တရဌာနဘုရားမြတ်စွာသာသနာတော်ဝင်ရောက်လာပြီဆိုလို့ရှိရင်ဆန္ဒဝိပဿနာတို့ဆိုရက်တမထဝိပဿနာဆိုရက်ချင်းစင်နေချင်း ီလကစပြီးသီလသမารိပညာသိက္ခာသုံးရအချင်းမြတ်ကိုကျင့်အဲ့ဒီအချင်းတရားတွေနောက်ဆုံးမှသာသနာတော်မှာအချင်းတရားလုံးဝကွယ်ပတ်သွားပြီဆိုရင်ပฏิပတ္တိအန္တရာဌာနလို့ဆိုရဲဒုတိယအဆင့်ကွယ်ပြောင်းသွားခြင်းပဲဖြစ်တယ်ပေါ့ပထမအဆင့်ကတရားဥတရားမြတ်တွေအရင်ကွယ်မယ်ပြီးရင်ပฏิပတ္တိဆိုရဲ တရားတို့တရားမြတ်ရာခြင်းအကြောင်းဖြစ်တဲ့အချင်းတရားတွေ꿰မယ်။နောက်တတိယ꿰မှာကပါလဲလို့ဆိုလို့ရှိရင်ပရိယတ္တိအန္တရဒါနာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေမ꿰ပရအောင်။စာပေပို့ချနိုင်စွမ်းရှိတဲ့သံဃာတော်တွေသာသနာအာဇာနည်တွေပေါ်ထွက်လာအောင်ဆိုပြီးတော့ လုပ်ပေးနေတဲ့သင်ယူချက်မှတ်ကြရတဲ့ပရိယတ္တိစာပေတွေပိဋကတ်သုံးပုံနဲ့ပိဋကတ်သုံးပုံလို့ဆိုရက်ဗုဒ္ဓဝဆနာတွေအဲ့ဒီသင်ယူရမယ့်ပိဋကတ်သုံးပုံအထက်ကထာပါဠိအထက်ကထာနဲ့တကွပါဠိတော်အဲ့ဒါတွေတတိယအဆင့်အနေနဲ့ကျွဲပတ်သွားမယ်တဲ့အဲ့ဒါတွေမကျွဲရအောင် ဒီပရိယတ္တိအန္တရဒါနလို့ဆိုရယ်ပရိယတ္တိအဆင့်မကွဲအောင်ဘလောက်ရေးချီးဆိုလောက်ကန်နေကြရဲဆိုတော့စင်ကျင်စဉ်းစားကြည့်လို့ရပေါ့။နောက်၄ဆင့်မြောက်ကွယ်မှာတော့လိန်ကအန္တရဒါနတဲ့။ရဟန္တာငါရဲ့အတွင်တရံနေပျောက်ကွယ်သွား ယန္တန်ဃာတွေအခုဒီကနေ့ဖူးတွေးနေရတဲ့ပုံပန်းတရံတွေဟာပျောက်ကွယ်သွားဆိုပါစို့အိန္ဒိယနိုင်ငံမှာဒီတော်တော်များများဒီအသွင်တရံတွေပျောက်ကွယ်သွားပြီဂျပန်နိုင်ငံမှာရှိတဲ့တချို့ခိုင်းနေဘုန်းကြီးတို့တိရိလင်္ကာမှာနေတော့ကဂျပန်ကနေလာပြီးတော့ဗုဒ္ဓဆင်းလာပို့ချတဲ့ကျူတူဘက်က ချွတ်တူတက်ကတူတခုကလာရောက်ပြီးတော့ဖုန်းတင်နန်းပုတ်ချတာဒေါက်တာမိုရီဆိုတာရှိတယ်သူကြည့်တော့လူလူစားပဲမောင်မီရှင်နဲ့နက်တိုင်နဲ့အင်ကြီးနဲ့ဒါပေမဲ့လို့သူနေတဲ့အခန်းမှာရေးထားတာ reverend လို့ရေးထားတော့ဟောဒါဘုန်းကြီးပဲလို့ ကြည့်လိုက်တော့သူကဂျပန်ဘုံကြီးဖြစ်တယ်ဂျပန်ဘုံကြီးကအိမ်အောင်လဲရှိတယ်ကြည့်လိုက်ရင်လူပဲဟောလူကလူစားပဲဘယ်သူမှဘုံကြီးလို့မပြောနိုင်တဲ့အနေအထားမျိုးအဲ့ဒါဘာကွယ်သွားတာတော့ဆိုလိင်္ဂအန္တရာဒါနာဘုန်းကြီးအသွင်သဏ္ဍာန်ကွယ်သွားပြီလို့ဒီလိုပြောတာနာမည်တော့ကျန်သေးတယ်ဘုန်းကြီးတဲ့ဘုန်းကြီးဆိုတဲ့နာမည်ကျန်သေးတယ် ။လွန်ခဲ့တဲ့၃နှစ်လောက်ကတောင်မှပဲရန်ကုန်မှာမြန်မာနိုင်ငံကကိုရင်တပါးကိုလာရန်ခံပေးတယ်။ရန်နကလှုပ်ပြီးရန်ခံပေးတယ်။အဲသူ့ရဲ့အဲဂျပန်ဘုန်းကြီးရဲ့အမျိုးသမီးကမြန်မာနော်ကလေးလေးတယောက်ရှိတယ်။အဲ့ဒီမှာလာရန်ခံပေးတော့ ထေရဝါဒယဟန်နေဘုန်းကြီးတို့တိမ်ထဲဝင်ပြီးယဟန်ခံနေတဲ့အချိန်မှာတော့ခလန်းလန်းကဂျပန်ဘုန်းကြီးဝါစာတွေဝုတ်ပြီးတော့ငြိမ်ငြိမ်လေးထိုင်နေတယ်အဲ့ဒီအချိန်မှာတော့ဘုန်းကြီးအတွင်တရံရှိတယ်သူကခေါင်းတော့ပြောင်းရိတ်ထားတာပေါ့သို့တော့ဂျပန်သင်္ကန်းယုံထားတယ်ယဟန်ခံပြီးလို့နောက် စွန်းစားချိန်ကျတော့ဒီဘုန်းကြီးပဲရောက်သွားပါလေလို့ကြည့်တဲ့အခါကျတော့လူ့လူစားနဲ့လူတွေနဲ့ဝင်ပြီးထမင်းစားနေတာတော့တွေ့ရတာ။နော်။တမန်လူတွေဝတ်တဲ့အင်ကြီးနဲ့လုံကြီးနဲ့အဲ့ဒီမှာဝင်ပြီးထမင်းစားနေတယ်။အဲ့တော့အသွင်တရံပျောက်သွားတာဒီလိုဆို။လိန်ကအန္တရာဒါနလို့ခေါ်တယ်။သာသနာရဲ့အနှစ်ကတော့ပြည့်ရတ္တိရှိနေသေးရင်အနှစ်ရှိပြီ။ လင်္ကအန္တရဒါနဆိုတာအသွင်တရံပြောက်ပွင့်သွားတာကိုပြောတယ်။အဲ့ဒီအဆင့်ကိုလည်းရောက်သွားနိုင်သေးတယ်။နောက်ဆုံးသာသနာလုံးဝကွယ်သွားတယ်ဆိုတဲ့အဆင့်ကြတော့ပါတော့ဆိုဓာတုအန္တရဒါနဒီကနေ့မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ relate လို့ခေါ်တဲ့ဗုဒ္ဓမြတ်စွာရဲ့ဓာတ်တော်မွေးတော်တွေ ရှိရကုံစီရီထဲမှာဆိုလို့ရှိရင်ဇီဝကိတာဓာတုလို့ဆိုရဲဆန်တော်တခြားစီရီပထိုးတွေထဲမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေအဲ့ဒီဓာတ်တော်မွေတော်တွေမြတ်စွာဘုရား ਨੇ ပတ်သက်တဲ့ခန္ဓာကိုယ် ਨੇ ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့တာရီရိကဓာတ်တော်မွေတော်တွေဟာနောက်ဆုံးကြတော့ပူဇော်မဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန် နောက်ဆုံးအနေနဲ့ဒီတတ်တော်တွေကွယ်သွားမှာပဲတဲ့အဲ့ဒီနောက်ဆုံးကွယ်သွားတာကိုဓာတုအန္တရာဌာနလို့ဟောသာသနာဟာအဆင့်50နဲ့ကွယ်သွားမယ်အဲ့ဒီနောက်ပိုင်းကျတော့သာသနာလုံးဝမရှိတော့ဘူးဒီကနေ့ဗုဒ္ဓသာသနာလုံးဝကွယ်သွားပြီနောက်ဘုရားကို မျှော်ကြဆိုပဲရှိတော့ပြီအခုချိန်မှတော့နောက်ဘုရားကိုမျှော်ဖို့မလိုသေးဘူး ရသဗျာဟောတာတဲ့တရားတွေရှိနေသေးတယ်အကျင့်တရားတွေရှိနေသေးတယ်ဓာတ်တော်မွေတော်တွေလည်းရှိနေသေးတယ်ယဟန်တန်ဃာတွေလည်းအသွင်တရံတွေပြည့်ပြည့်ဝဝရှိနေသေးတယ်ဒီကနေ့သာသနာတည်နေတော့ပဲရှိသေးတယ်အေးဒီတည်နေတဲ့သာသနာတော်ဟာဘယ်တော့ပြဲမှလဲလို့ရက်အခန့်သက်ထားလို့မရဘူးဘယ်လောက်ရှည်အောင်မှလဲလို့လည်းရက်အခန့်သက်ထားလို့မရဘူး ဘယ်ပေါ်မှာမူတည်တယ်လဲလို့ဆိုရင်ကိုယ်ကိုစိတ်ကကြတဲ့ဗုဒ္ဓဘာသာဝင်နေပေါ်မှာယဟန်တန်ဃာတွေပေါ်မှာကိုယ်ဝယ်စိတ်ကကြတဲ့တရားဓမ္မတွေပေါ်မှာမူတည်တယ်သာသနာအရှိတည်တမ်းဖို့ဆိုလဲယဟန်တန်ဃာတွေနဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေပေါ်မှာမူတည်တယ်သာသနာကွယ်တယ်ဆိုတာလည်းပဲ ဒီပုံကိုယ်ရဲ့အပေါ်မှာပဲမူတည်တယ်